တခြားငယ်မြင်တွေ့သွားရတော့မယ်စူပါရေးချမ်းမောထက်အောင်နဲ့ထုံးမင်းအောင်တို့ရဲ့ပွဲစဉ်များဘွမ်းမာမြမမျိုးသားပွိုင်တာရဲ့ပွဲစဉ်တွေကိုမြင်တွေ့ရတာတော်လေးကြာသွားခဲ့ပြီလို့ဆရာမပါနောက်ဆုံးမြင်တွေ့ထားခဲ့ရတာကစေလုံးချောရဲ့ပွဲစဉ်လို့ဆရာမဖြစ်ပြီးဘွမ်းဟာစေလုံးချောကိုပထမဆုံးပွဲစဉ်အဖြစ်ပွဲထုတ်ပေးသွားခဲ့ပါတယ်စေလုံးချောအတွက်ပြင်ဆင်မှုတွေတောင်ဘာမှတည်ပြီးမလုံလိုက်ရသေးခင်ပါပဲရရှိလာတဲ့ခွင့်ရကိုအမေရဖန်ဖို့အတွက်ဘွမ်းဘက်ကကမ်းလှမ်းမှုကိုစဉ်းစားတည်ဝေနေတော့ပဲလက်ခံရှင်းပြသွားခဲ့တာပါ စလုံးစောအတွက်တော့တကယ်ကောင်းတဲ့ပြိုင်ပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးပုံစံကောင်းတချို့ပြသနိုင်ခဲ့ပေမယ့်အရှုံးရလည်းနဲ့တော့ရင်ဆိုင်သွားခဲ့ရပါတယ်။စလုံးစောအတွက်ဝမ်းနဲ့အဖွဲပွဲစဉ်ဟာလှပခဲ့ခြင်းမရှိပေမယ့်သူ့ရဲ့ကစားဟန်ထိုးပုံထိုးခွဲတွေကပရိသတ်တွေအတွက်သဘောကျနှစ်သက်စရာဖြစ်ပြီးသူသာတေချာလေးပြင်ဆင်ခွင့်ရရှိခဲ့မယ်ဆိုရင်ပွဲဥထွက်မှာရင်နိုင်ဝဲရသွားနိုင်တဲ့အခြေအနေပါ။စလုံးစောရဲ့ပွဲစဉ်ပြီးကြတဲ့ကဝမ်းမှာမြန်မာမျိုးသားဖိုက်တာတွေရဲ့ပွဲစဉ်တွေကိုမြင်တွေ့ရခြင်းမရှိတော့ဘူးလို့ဆိုရမှာဖြစ်ပြီးမြန်မာမျိုးသားဖိုက်တာတွေအနေနဲ့ ဝမ်းမှာရှုံးမွေးတွေဆက်ခဲကြတဲ့အတွက်အခုလိုမျိုးဝမ်းကနေပြီးတော့ပွဲမထုတ်ပေးတာလားဆိုတဲ့တန်တရားတချို့လောက်ဖြစ်မိခဲ့ပါသေးတယ်။မြန်မာမျိုးသားဖိုင်တာတွေကဝမ်းမှာတောင်းလျှောက်ဆိုလို့ရှုံးမွေးတွေနဲ့ရင်ဆိုင်ထားခဲ့ရတာဖြစ်ပြီးတန်းစင်ရဲ့ပွဲစဉ်ကလည်းဒဏ်ရာပြဒနာကြောင့်ပွဲပြတ်သွားခဲ့ရတဲ့အတွက်နိုင်ပွဲနဲ့ဝေးကွာခဲ့ရသလိုဖြစ်နေခဲ့တာပါ။အဲလိုမြန်မာဖိုင်တာတွေရဲ့နိုင်ပွဲတွေနဲ့ဝေးကွာမှုတွေကိုပြီးခဲ့တဲ့တစ်ပတ်ကတော့ဘရိုနီကာကခြေဖြတ်ထားခဲ့ပြီးထိုင်းမျိုးသမီးဖိုင်တာပါလေးကလည်းထိုးနဲ့အနိုင်ယူပြထားခဲ့တာဖြစ်ပါတယ်။မြန်မာဖိုင်တာတွေအတွက်ဘရိုနီကာရဲ့နိုင်ပွဲဟာ ခွန်အားကျင်းရဖြစ်စေခဲ့သလိုပရိသတ်တွေအတွက်လည်းအားတက်စရာနိုင်ပွဲတစ်ပွဲဖြစ်စေခဲ့ပါတယ်။မြမဖိုင်တာတွေကိုယ်တိုင်ကလည်းနိုင်ပွဲတွေဆာလောင်နေခဲ့သလိုမြမပရိသတ်တွေကလည်းနိုင်ပွဲတွေဆာလောင်နေခဲ့ကြတဲ့အချိန်မှာပဲဘရိုနီကာကပြိုင်မဲ့ထိုင်းမာလေးကိုဘလို့မှမထူနိုင်အောင်ထိုးပြသွားခဲ့ပြီးပြိုင်မဲ့ထိုင်းပရိသတ်တွေလည်းအတန်တိတ်သွားခဲ့ပါတယ်။အဲ့လိုမျိုးဘရနီကာရဲ့ဝမ်းမှာနိုင်ပွဲပြန်လည်ရယူပြီးတဲ့နောက်မှာတော့ပွဲဝင်နေခဲ့တဲ့မြမဖိုင်တာရဲ့ပွဲအစဉ်တွေကိုမကြာခင်မှာမြင်တွေ့သွားရဖို့ရှိနေခဲ့တယ်ဆိုပြီးသတင်းတွေကခက်စိတ်စိတ်ဖော်ပြသွားခဲ့ကြပါတယ် ပေးခဲ့တဲ့နေ့ကပဲဝမ်းမမြင်တွေ့ရတာကြာပြီဖြစ်တဲ့မြန်မာမျိုးသားဖိုင်တာတယောက်ဖြစ်တဲ့ထွန်းမြောင်ရဲ့ပွဲစဉ်ကိုမကြာခင်မြင်တွေ့သွားရမယ်ဆိုပြီးသတင်းတွေတလာခဲ့ပါတယ် မင်းဟာပြီးခဲ့တဲ့နိုဝင်ဘာအတွင်းရှင်ပြိုင်ထိုးစားခဲ့တဲ့မော်ရီကိုဖိုင်တာဇာဟီဂျီနဲ့ပွဲစဉ်ပြီးခဲ့တဲ့ကဝိုင်းရင်ပွဲစဉ်တွေနဲ့တော်တော်လေးအလန်းဝေးနေခဲ့တာပါ။ဒိုမီယောင်နဲ့ရှင်ပြိုင်ခဲ့တဲ့ဇာဟီဂျီကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာပွဲထည့်ရခဲ့ပြီးအာမေနီးယားသားဖိုင်တာကိုလည်းထိုးနဲ့ပြန်ပြီးအရှုံးပေးသွားခဲ့တာဖြစ်ပါတယ်။ဒိုမီယောင်ကတော့အခုချိန်ထိလည်းပွဲဝင်နေခဲ့တာဖြစ်ပြီးမကြာခင်မှာတော့ဂျိုးဝိုင်းအတွင်းကိုပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ဒိုမီယောင်ကဝမ်းမှာ၃ပွဲရှင်ပြိုင်ထားခဲ့ပြီးနှစ်ပွဲရှုံးတစ်ပွဲနိုင်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ဇလိုက်ဆိုလို့မိုးချအောင်စူပါရီဂျန်တို့ရဲ့ပွဲစဉ်လေးတွေကလည်းမြင်တွေ့ထားခဲ့ရပြီးမိုးချအောင်ကလည်းဝမ်ပြိုင်ဝဲတွေနဲ့အတော်လေးလှမ်းဝေးနေခဲ့တာကိုမြင်တွေ့ထားခဲ့ရပါမိုးချအောင်ဇလဝိုင်လာအတွင်းလိမ့်နေချာဆာမီတန်နဲ့ချင်းပြိုင်ထိုးတက်ခဲ့တဲ့နောက်ပိုင်းဝမ်ပြိုင်ဝဲနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီးပွဲဝင်နေခဲ့တာ3လကျော်4လဝင်းကျင်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်မိုးချအောင်ကလည်းဝမ်မှာ3ပွဲဝင်ရောက်ရှင်ပြိုင်ထားခဲ့ပြီး2ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်ဂျပန်ဖိုင်တာတွေနဲ့တွေ့တဲ့အခါတိုင်းနိုင်ပွဲယူထားခဲ့တဲ့မိုးချအောင် ိုင်းဖိုင်တာဖြစ်တဲ့စမီတန်နဲ့ဆုံတွေ့ခဲ့တဲ့နောက်ဆုံးပွဲအစဉ်မှာတော့အရှုံးပေးထားခဲ့ရပါလာမယ့်ပွဲကတော့ဘယ်ဖိုင်တာနဲ့ဆုံတွေ့ရမလဲဆိုတာမသိရသေးပေမဲ့အရှုံးရလက်ကနေပြန်လဲရုံထားပြဖို့အတွက်မိုးချောင်အနေနဲ့တေချာလေးပြင်ဆင်လာဖို့ရှိနေခဲ့ရပါနောက်ပြီးစွာရင်ချမ်းရဲ့ပွဲစဉ်ကလည်းမကြာခင်မြင်တွေ့သွားရဖို့ရှိနေတာဖြစ်တဲ့အတွက်မြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တွေကိုဝမ်းမှာစက်တိုက်ဆိုလို့မြင်တွေ့သွားရဖို့ရှိနေကြတာပါ။